အားလုံးပဲမင်္ဂလာပါရှမ်းမလေး channel မှာကြိုဆိုလိုက်ပါတယ်ဒီတစ်ခါကျေးဥလိထမင်းကျော်နီလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ဥစွာပထမမောလာဥနီကိုပုံမှန်ပြထားတဲ့အချိန်ထမင်းကျော်တပွဲစာပေါ့နော်ပိုင်းဖြတ်ပြီးတော့မှအရန်သိနှုတ်နှုတ်လေးစင်ထားပေးရပါမယ် ဟုတ်ကဲ့ပါပုံမှန်ပြထားတဲ့အတိုင်းလီးဖြတ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုအသုံးပြုမဲ့ဖတ်ထဲမှာထည့်ထားလိုက်ပါကျက်သွန်ဒီတချမ်းနဲ့ကျက်သွန်ဖြူနမွားကိုဘရန်နာနဲ့ဆက်ပြီးတော့မှချိန်လိုက်ပါဘရန်နာမရှိလည်းပဲငရုတ်ဆောင်နဲ့ထောင်းပြီးတော့ချိန်လိုက်ရပါတယ်ထောင်းထောင်းလို့ရပါတယ်ပေါ့နော် အဲ့ဒါပြီးရင်တော့စတင်၍ကြော်လို့ရပါပြီစီနေငယ်ထည့်ပြီးတော့မှကြော်မှာဖြစ်ပါတယ်ဒါတော့တပွဲစာပေါ့နော်အဲ့တော့ခုနကစတမ်ပိုင်းလှုပ်ထားတဲ့ဟာပေါ့နော်တုံဖြူနီးအဲ့ဒါကိုစီကျက်တဲ့ခါမှာစပြီးတော့ကြော်မှာဖြစ်ပါတယ်ပြီးတဲ့ခါမှာကဲရော့ထည့်ပြီးထပ်ကြော်မယ်ပေါ့နော်အဲ့လိုကြော်လို့အဆင်ပြေသွားပြီဆိုတဲ့ခါမှာကျွန်တော်တို့ ထမင်းကြော်ကိုထပ်ပြီးတော့မှကြော်မှာဖြစ်တဲ့အတွက်ထမင်းထပ်ထဲမှာဖြစ်ပါတယ်အခုဆိုရင်ထမင်းကိုထည့်ပြီးကြော်လိုက်ပါ ထမင်းကတော့ကျွန်တော် ပကံလုံးနဲ့တလုံးပေါ့เนาะဒါတပွဲစာအတွက်ကြော်ပြထားခြင်းဖြစ်ပါတယ်ဒီချိန်မှာတော့မီးပူပူလေးနဲ့ကြော်လိုက်ပါမီးကိုအမြင့်ဆုံးထားပြီးတော့ကြော်လိုက်ပေါ့เนาะဟောမကြေသေးတဲ့ထမင်းတွေကိုလည်းကြေအောင်အရသာတွေအတွက်နှမ်းဆက်သွားအောင်လည်းအဲဆက်ပြီးတော့မှကြော်ပေးဖို့လိုအပ်ပါတယ် ီးရင်တော့အရသာအတွက်ပင်ငံပြဲကြီးအနှဲငယ်ကျွန်တော်ထပ်ထည့်ပါတယ် soy sauce လို့ခေါ်တဲ့ပင်ငံပြဲကြီးပေါ့နော်အဲ့ဒါကိုထပ်ထည့်ပြီးတော့မှနှမ်းဆက်သွားအောင်ကြော်ပါတယ်မကြည်သေးတဲ့သမင်းတွေလည်းကြည်အောင်ညှက်သွားအောင်ကြော်ပေးဖို့လိုအပ်ပါတယ် အရသာတွဲကို စားလက်ဖက်စားစွန်းတစွန်းငမုတ်လက်ဖက်စားစွန်းတစွန်းထည့်ပြီးတော့မှထပ်ကြော်ပါတယ်ငမုတ်ဆိုတဲ့ခါကျတော့ဟွာပေါ့နော်ဟာဟွန်ဒရှီလို့ခေါ်တယ်ဒါအချုံမုတ်စားသုံးတဲ့ဟာပေါ့အဲ့ဒါထည့်ပြီးတော့ထပ်ကြော်တယ်အားလုံးနှက်ဆက်သွားပြီဆိုတဲ့ခါမှာမွေးမွေးလေးရအောင်ကျွန်တော်နောက်ထပ် black paper လို့ခေါ်တယ်မြေကောင်းမုံပေါ့နော်အဲ့ဒါကိုကျွန်တော်နောက်ထပ်လက်ဖက်စာစုံးနဲ့တဝက်လောက်ကျွန်တော်ထပ်ထည့်ပြီးတော့ထပ်ကြော်ပါလေ ုဆိုလို့ရှိရင်ရတာတွေအားလုံးကောင်းသွားပြီမြည်ကြည့်တဲ့အခါမှာလည်းချိုးပေါ့ငံပေါ့နော်အဲ့ဒါတွေအကုန်လုံးကောင်းသွားပြီဆိုတဲ့အခါမှာအားလုံးလည်းကျက်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီသမင်းကြော်ကိုမိဘဘွားကချပြီးတော့မှ ခွက်တလုံးထဲမှာလဲထားလိုက်ပါပဲကျဲဥပြားနဲ့လိမ့်မှာဖြစ်တဲ့အတွက်ကျဲဥနှလုံးကို စားထည့်ပြီးတော့မ

အစီတဲ့ငယ်ထည့်ပြီးတဲ့အခါမှာကျွန်တော်တို့မိဘူးကြောင့်သုံးတဲ့တစ်ရှူးလေးနဲ့ဒေကိုအနှံ့ကိုဒီလိုမျိုးမျှတသွားအောင်ညီညီညာညာလေးကျွန်တော်တို့တုပ်ပေးရပါမယ်။အဲအခုလိုမျိုးညီညီညာညာလေးတုပ်ပေးပြီးပြီဆိုလို့ရှိရင်မိအပူပေးတဲ့အခါအားလုံးနှမ်းဆက်သွားပြီးတော့ကျက်လာတဲ့အခါမှာစီကျက်လာတဲ့အခါမှာပေါ့နော်ခုနခောက်ထားတဲ့ကြုံနှလုံးကိုထည့်ပြီးကြော်လိုက်ပါ။ မီးကတော့အေးအေးလေးနဲ့ကြော်ရမယ်ဒီချိန်မှာတော့မီးအေးအေးလေးနဲ့ကြော်ပြီးတော့ဒီရဲ့ကျဲဥရဲ့အနှစ်နေကို အပြားချက်ကြီးရအောင်အဲလိုမျိုးဒီကို အနှင်းငယ်ကစားပေးလိုက်ပါအဲ့ဒီမှာသူကအယောင် ပြောင်းလာလိမ့်မယ်ပြီးတော့ကြက်လာမယ်ပေါ့နော်အဲ့လိုမျိုးကြက်လာပြီအလုံးနှက်ဆက်သွားပြီဆိုတဲ့အခါမှာအကြက်ညီသွားပြီဆိုတဲ့အခါမှာ ကျွန်တော်တို့ဒီ အပြာလေးနေပေါ့နော်ဒီခွာပေးရပါမယ်အောက်ကိုမကတ်အောင်ပေါ့နော်လိမ့်လို့လွယ်အောင်ပေါ့နော်အဲ့ဒါအနေငယ်လိုမျိုးထိုးဆွပေးရမယ်အာလုံးအစင်ပြေသွားပြီဆိုတဲ့အခါမှာကျွန်တော်တို့ခုနကြော်တဲ့ထမင်းကြော်ကိုအဲ့ဒီထဲမှာထည့်ပေးရပါမယ်။အင်းခုကျွန်တော်အဲ့ဒီထမင်းကြော်ကိုထည့်ပြီးတော့ ဒီကျဲဦးနဲ့လိတ်มาဖြစ်ပါတယ်အခုတော့အနေငယ်ထပ်ပြီးတော့มาအပူပေးတာဗောနော်ကျဲဦးကိုထပ်ပြီးတော့ပူရဲအပူပေးပြီးတော့มาစပြီးတော့มาလိတ်มาဗောနော်ကုသလို့ရှိရင်အနေထားလေးကတော့တော်တော်လေးကို ကြည့်လို့လည်းကောင်းပြီးတော့မှအแทမှလည်းအဲနှတ်ဆက်သွားတယ်ပေါ့နော်အဲကြည့်လိုက်အဲမှာအယောင်ကအညူယောင်လေးအဲမတူးပေါ့ဗျာအဲမီးအေးလေးနဲ့ပဲကျွန်တော်တို့လိတ်တယ်ဒါကိုလိုသလိုလိတ်လို့ရတယ်ပေါ့နော်ကိုကြိုက်သလိုလိတ်လို့ရတယ်ပုံစံမျိုးမျိုးနဲ့လည်းလိတ်လို့ရတယ်တချမ်းပဲလိတ်လိတ်ရူလာပဲလိတ်လိတ်အဲအဲ့လိုမျိုးကြိုက်သလိုစိတ်ကူးပေါက်သလိုလိတ်လို့ရပါတယ် အခုရပြီဖြစ်တဲ့ခါမှာ ကျွန်တော်တို့ဒီကျက်ဥကို ပွဲပြင်မဲ့ပကံထဲမှာထည့်มาဖြစ်ပါတယ်ကျွန်တော်ကတော့ ီ roller ပုံစံလေးကို ပြန်ပြင်ပြီးတော့มาလိတ်ထားပေးပါတယ်အဲ့ဒီပုံမှာ thousand island source လေးကို ပုံမှာပြထားတဲ့အချိန်ထည့်ပေးလိုက်ပါဒါဆိုလို့ရှိရင်တော့အလွန်ရတာရှိတဲ့ကျုပ်လိတ်ထမင်းကြော်တပွဲရရှိလို့သွားပြီးဖြစ်ပါတယ်ဟုတ်ကဲ့ပါပရိသတ်များလည်းဒီပုံစံလေးကိုလှူစားကြည့်ပါအလွန်မှစားကောင်းပြီးတော့မှလောက်ရလဲလွယ်ကူပါတယ် ျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းပြီးဆုံးအောင်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်မှာကျွန်တော်တို့ထပ်မံတွေ့ဆုံကြပါအောင်ဆိုအားလုံးကိုဘိုင်ဘိုင်